မြန်မာနိုင်ငံတဝင်းရွေးကောက်ပွဲကျင်းပရန်လုံချုံရင်နေ့တင်းငင်အချင်းရေးဆောင်ရွက်ရန်အတွက်ဒုစစ်ခေါင်ဆောင်ဆိုဝင်းကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ပတ်တည်ရင်မြစ်ကပြောဆိုသည်စစ်ကောင်စီကယခုနှစ်ကုန်လာမည့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်ရည်ရွယ်ထားပြီးရင်းသူကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနယ်မြေများအနက်မှမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေးရှီရင်ဆွဲစစ်တပ်ကထိန်းချုပ်ထားသောနယ်မြေများတွင်အေးခန့်စွာဖြင့်ရွေးကောက်ကျင်းပနိုင်ရေးအတွက် 都市抗生素问价，乌市商业媒体怎样提醒你？ ကစားထမှုတွေနဲ့စစ်တိုင်းမှုတွေပြည်내တိုင်းဝန်ကြီးချုပ်တွေအလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစပြီးလုပ်ခိုင်းနေပြီးအဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကဒုတချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကွက်ကဲမှာဖြစ်ပါတယ်မေလာဆန်ပိုင်းမှာလုပ်တဲ့စစ်ပတ်ဆိုင်ရာအစီအဝေးတွေနဲ့ရပ်ပတ်အစီအဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတချုပ်ကတာဝန်ယူလိုက်တယ်လို့သိရပါတယ်ဟုနေပြည်တော်စစ်ပတ်တည်ရင်းမြစ်ကပြောဆိုသည် ဒုစစ်ခေါင်းဆောင်ဆိုဝင်းတီကနင်းပြည်နယ်မြက်ဝတီမြို့ကိုပြက်လက်ရရှိရေးအောင်စရက်စစ်ကြောင်းကိုဦးဆောင်ခဲ့ပူတော်လဲရင်းအောင်စရက်စစ်ကြောင်းမှာမိတိအောင်မြင်မှုမရှိဘဲလက်ရှိတွင် ထိုင်းမြန်မာနယ်ဆက်ရှိ စစ်တပ်စခန်းများအားလုံးကို KNLA ဦးဆောင်သောတော်လန်ရဲတပ်များကတင်ပိုင်နေခြင်းကနင်းပြည်နယ်ကော့ကရိတ်မြို့နယ်တခုလုံးကိုတော်လန်ရဲတပ်များကဝိုင်းဝန်းပိတ်ဆို့ခံရခြင်းများဖြစ်ပေါ်လျက်ရှိသည်ထို့ပြင် ရန်ကုန်တွင်ယမနစ်ဒုစစ်ခေါင်ဆောင်ဆိုဝင်းရောက်ရှိနေခဲ့ပြီးယင်းအချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တွင်အငင်းစားဗိုလ်မှူး ချုပ်ချိုးထွန်းအောင်ပစ်ထပ်ခံရကြောင်းရင်းဖြူစင်အတွက်တက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသောတက်နယ်မှုများကိုလုံခြုံရေးပေါ်လျှောက်မှုဖြင့်တတိပေးခံရကြောင်းဖြစ်စဉ်တွင်ကျူးလွန်သူများကိုမဖြစ်မနေဖမ်းဆီးဖို့ထောက်ရန်ဒုစစ်ခေါင်ဆောင်ကအမိန့်ပေးလာကြောင်းသိရှိရသည်မနေ့ရန်ကုန်မှာအငိမ့်စာဘုံမှုချုပ်ချိုထုံအောင်ပိတ်ခတ်လုပ်ချံခံရချိန်မှာဒုချုပ်ကညောင်နှစ်ပင်နာကပအေကိုကူတန်းနေတဲ့အချိန်မှာ လုံခြုံရေးပေါ်ဆောင်မှုနဲ့တတ်နယ်မှုတွေတတိပေးခံရတဲ့ပိခတ်လောက်ကျန်သူကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန့်ပေးပါလေဟုနေပြည်တော်စစ်ပတ်တည်ရင်မစ်ကဖျော်ဆိုသည် ယမနေ့အငင်းစားပုံမူ6ချုံထုံအောင်ပိတ်ခတ်ခံရသည့်နေရာပတ်ဝန်းကျင်လမ်းထလျောက်မှာ CCTV မှနဲ့မိကွယ်များတို့ချိတ်ဆက်ထားသော CCTV ဗီဒီယိုမှတမ်းများကိုစစ်ပတ်ရရလုံခြုံရေးအဖွဲ့ဆက်ရပါညင်စစ်သက်တန်နမှုများကလိုက်လံသိမ်းဆည်းနေကြောင်း CCTV မှတမ်းများမှတခြင်းပိတ်ခတ်လုံခြံသူများကိုဖမ်းဆီးနိုင်ရေးစုံစမ်းလျက်ရှိကြောင်းသိရှိရသည်